အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ယောက်ျားနဲ့ကွဲပြီးမိန်းမတယောက်ကိုမိတ်ဆွေတငယ်ချင်းယောက်ျားလေးတွေကပဲရမလားလို့တွေးတိုးစမ်းကြကြောင်းပြောလာတယ်မိန်းမငယ်လေးရဲ့ရုပ်တံပရိဖန်လေးကိုအားလုံးတယောက်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရိဖန်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့မိန်းကလေးတွေ ိမ်တောင်ခွဲတစ်ခုလက်ဖြစ်ပြီဆိုလို့ရှိရင်လေဟိုးအရင်တော့ကိုလေးစားခဲ့တဲ့ပေါ့နော်အမျိုးသားကောင်းနေကိုလေးစားခဲ့တဲ့မိတ်ဆွေတွေပေါ့နော်ယောက်ျားလေးတွေဒါကိုရဲ့ခင်မုန်းနေဆိုလို့ရှိရင်လေတငယ်ချင်းမိတ်ဆွေတွေပေါ့နော်အဲ့လိုလူတွေကလေသိလားကိုသူနဲ့ क्वे သွားပြီလို့သိတဲ့အချိန်မှလေသူတို့လာပြောတဲ့စကားလုံးတွေကလေအိုးအံ့ဩစရာကြီးလေ ယုံတာမယုံနိုင်ဘူးเนาะကိုယ်ကိုလာပြီးတော့မှချစ်ចောင်းကြိုက်ចောင်းနေလာပြောကြတာသူတို့မှလည်းမိမ့်မတွေရှိရယ်เนาะအဲ့တော့ကျွန်တော်တို့အိမ်အောင်ကွဲသွားတဲ့မိန်ကလေးတွေတတိအထူးတတိထားရမှာကလေမိန်ကလေးတယောက်အိမ်အောင်ကွဲတစ်ခုလက်ဖြစ်ပြီဆိုလို့ရှင်အဲ့လိုမျိုးယောက်ျားတွေအများကြီးပဲသူတို့မှမိမ့်မတွေရှိတယ်တာသမီတွေရှိရယ်ကလေးတွေရှိတယ်အဲ့ဒါတကယ်လို့ဒါကိုရေကစိတ်ညှို့ပြီးတော့သူတို့နဲ့သွားပြီးပတ်သက်မိကြည့်ကိုဘမိမ့်မဘာပြောမလဲသီလား နင်လင်ရှားနေလားငါယောက်ျားမရွေးကြိုက်လားသူတို့ယောက်ျားတွေကအတင်းအာရမတွေလာပြီးတနာပြအပိုတွေလောက်ပြလာပြီးပတ်သက်ပြအဲ့ဒါကိုသူတို့မသိဘူးနော်အိမ်တော်ကွဲတဲ့မိန်းကလေးဘက်ကိုပဲလာပြီးတော့မှမြအုပ်ကလှဲ့လာတာမိမတိုင်းမပြောဘူးနော်တချို့မိန်းကလေးတွေကတမင်သက်သက်ကိုဝင်လုံးတာရှိတယ်ဒါမဲ့ ဝင်မလုံးမနဲ့ကိုဘသားကိုအေးအေးဆေးဆေးနေနေတဲ့မိန်းကလေးတွေကလည်းအဲ့လိုမျိုးတွေနဲ့ကြုံရတဲ့အဲ့ဒီနေရာမှာလောကရန်အောင်ရင်ဆိုင်နေပြီးတော့စိတ်ဖိစီးတဲ့မိန်းကလေးတွေဆိုရင်တေးကြတဲ့ဒီလူရဲ့ထောက်ပံ့မှုကူညီမှုတွေကိုသူလက်ခံမိမှာပဲလေအဲ့လိုလက်ခံမိရင်လက်ခံမိရင်နေပါဖြစ်လာမလဲကြာလာတော့ဟောလာပေးတာတွေများလာတော့ဟိုလူကရိုးရိုးမရတော့ဘူးเนาะသူစီကတော့ငါအမျက်ရအောင်ပြန်ယူရမယ်ဆိုရယ်ပုံစံမျိုးတွေနဲ့ဘာဖြစ်လဲဖောက်ပြန်မှုဆိုတာတွေဖြစ်လာရောအဲ့တော့အိမ်နောင်ခွဲတစ်ခုလက်ဆိုတဲ့နာမည်ကိုခံယူတဲ့အခါမှာ ဒီလိုမျိုးအန်တရယ်တွေအများကြီးကြုံရတယ်เนาะအဲဒါကြောင့်မလို့အများဆုံးပြောကြတာကျွန်တော်ကလေလိုင်းပေါ်မှာအဲ့လိုမျိုးပေါ့เนาะမိန်းကလေးတွေကိုအရှက်ခွင့်အရန်တနာရတယ်တိလားဘာလို့လဲဆိုတော့အဲ့ဒီယောက်ျားတွေရဲ့အကျင့်ဗီဇာကိုကမကောင်းတာ တဖက်မိန်ကလေးကိုသွားပြီးတော့မှအရှက်ခွဲစရာမလို့ဟုတ်ပြီကိုယောက်ကြအသိခအချင်းဗီဇာကောင်းနေဆိုရင်ဒီမိန်ကလေးကဝင်တိုးတာဆိုရင်တော့လေရိုးရိုးတားလို့မရလို့ပြဿနာတက်တယ်ဆိုတော့ဒါတော့တမျိုးပေါ့အခုဟာကအဲ့လိုမဟုတ်ဘူးကိုယောက်ကြကိုကိုရမှာဘာလို့လုပ်လဲဘယ်လိုဖြစ်လဲမသိဘူးအရှက်ခွဲရဲ့နှစ်ယောက်စလုံးခွဲကိုယောက်ကြကိုကိုအရင်ဆုံးပြောရမှာအခုဟာအဲ့လိုမဟုတ်ဘူးအိုးငါလင်ငါလင်ငါဟာငါဟာနဲ့ဖြစ်နေကြတာကျွန်တော်ကလေကိုတိုင်းကြုံခဲ့ရတာသိလားကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကိုကတော့အကိုလိုပဲမျိုးသားခင်မင်းနဲ့ ဒါပေမဲ့တစ်ဖက်သူတို့ရဲ့မိမတွေကကြတော့ကိုနဲ့ပေးစားပြောဆိုတယ်အဲ့တော့ကျွန်တော် မပတ်သက်တော့မပတ်သက်တော့ကို့ပေါ်မှာဆက်ဆံရေးတွေပြောင်းလဲလာပြီဆိုအဲ့ယောက်ျားကျွန်တော်မပတ်သက်တော့အတက်နိုင်ဆုံးတော့လွတ်အောင်တော့ကျွန်တော်ရှောင်ခဲ့တယ်ပေါ့နော်ဘဝမှာမားတာတွေလည်းရှိတယ်မှန်တာတွေလည်းရှိရဒါပေမဲ့ဒါကိုကြုံခဲ့တဲ့အရာကိုပြောပြတာပါအခုချိန်မှလေအိမ်တော်ကြီးအဆင်မပြေလို့လမ်းခွဲဖို့စူးစမ်းနေတဲ့အမျိုးသမီးတွေ ိမ်တောင်နဲ့ကွဲပြီးတော့မှပေါ့နော်ကိုဘဝကိုရုံးကန်နေရတယ်ဆိုတဲ့အမျိုးသမီးတွေဘာလေးအကြံပေးချင်လဲဆိုတော့လေကိုကအဲ့ဒီအိမ်တောင်နဲ့အဆင်မပြေလို့လမ်းခွဲသွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တွေကလေနောက်ထပ်အိမ်တောင်တစ်ခုကိုလွယ်လွယ်မပြူဖို့လိုအပ်တယ်ကိုမှသားသမီးတွေရှိတယ်ဆိုလို့ရှိရင်လေအဲ့ဒီသားသမီးတွေရဲ့ဘဝရှိရေးကိုစဉ်းစားရမယ်ယောက်ျားတစ်ယောက်ကကိုကိုချစ်တယ်ကြိုက်တယ်လို့ပြောရုံနဲ့ကျွန်တော်တို့အိမ်ထောင်ပြူလို့မရဘူးဘဝလက်တွဲပေါ်ရေးရှယ်လို့မရဘူး ကျွန်တော်လက်တွေ့ကြုံခဲ့ဘူးတယ်နော်ကျွန်တော်ထဲချုပ်ဆက်ရုံမှာအလုပ်လုပ်တယ်သူ့မှာခလေးရှိတယ်အဲသူကတော့ရုပ်အရန်ချောတဲ့ထဲမှာတော့မပါဘူးပေါ့နော်ဟိုကြည်ကောင်းရုံကြည်ကောင်းရုံအဲ့တော့သူကရီးစားထားတယ်သူ့မှာလည်းကလေးရှိတယ်ရီးစားထားတယ်ရီးစားထားတော့ယောက်ျားငယ်တယ်ထင်ပါတယ်ချစ်တယ်ကြိုက်တယ်ဆိုပြီးတော့မှာပေါ့နော်အဲယူွားကြတယ်ပေါ့ကျွန်တော်ရှိမှနေမယ် ကျွန်တော်တို့ကအတူတူအလုပ်လုပ်တာဆိုတော့လေအဲသူအိမ်အောင်ပြူသွားတယ်အိမ်အောင်ပြူသွားပြီးတော့ဘာဖြစ်လဲဆိုတော့လေယောက်ျားအလုံးမရှိဘူးယောက်ျားအလုံးမရှိဘူးသူရတဲ့လစာလေးနဲ့ပဲအဲသူရတဲ့လစာနဲ့ပဲပေါ့နော်ဟိုဘဝဘယ်လိုပြောမလဲအဲစာဝတ်နေရေးကိုဖြည့်ရှင်းရတာပေါ့နော်ယောက်ျားအိမ်မှာဘာလုပ်လဲဆိုတော့သူ့ကိုထမင်းဟင်းချက်ပေးသူ့ရဲ့ဝေယဝဆလိုအပ်တာတွေလုပ်ပေးပေါ့နော်ကျွန်တော်လို့ဆိုလို့ရှိရင်တော့အဲ့လိုယောက်ျားမျိုးမရွေးချယ်ဘူးဒါမိန်းကလေးတွေတိထားတင်လို့ကျွန်တော်အမျှဝေပေးတာနော်အာကျွန်တော်ဆရာလောက်တည်းထင်နေဆိုရင်လည်းကြော်သွားလို့ရတယ် အဲ့တော့အရှိအိမ်တောင်မှတောင်မှမကောင်းလို့ကျွန်တော်တို့ကလမ်းခွဲခဲ့တာလေဟုတ်လားနောက်ထပ်အိမ်တောင်ကိုယောက်ျားဖြစ်ရင်ပြီးရော့ဆိုပြီးကျွန်တော်တို့ယူလို့မရဘူးကိုကိုဦးဆောင်နိုင်တဲ့သူဟုတ်ရဲ့လားကို့ပေါ်မှာစာနာနားလဲပြီးမဲ့သူတကယ်ဟုတ်ရဲ့လားခဏတာကို့စီကိုသူတို့လိုတာလေးတခုရဖို့အတွက်လာပြီးဟန်ဆောင်နေတာလားတေချာခွဲခြားဆုံးဖြတ်နိုင်ဖို့လိုတယ်ပြီးလို့ရှိရင် ဟုတ်ပြီကိုရှိမှာအားကိုပေးနိုင်တဲ့ယောက်ကိုရှိမှာကာကွယ်ပြီးရက်တီပေးနိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေမယ်ဆိုရင်တောင်မှကျွန်တော်တို့မဖြစ်မနေမိန်းမတစ်ယောက်မှရှိရမယ်အရေးအချင်းရှိကိုရှိရမယ်ဒီယောက်ျားမရှိလဲကျွန်တော်တို့ရက်တီနိုင်ရမယ်ဒီယောက်ျားမပါလဲကျွန်တော်တို့ကိုယ်တိုင်ဝင်ငွေလမ်းကြောင်းတစ်ခုကိုဖန်တီးနိုင်ရမယ်ဒီယောက်ျားကိုအားကိုးစရာမလိုဘဲကိုကျွန်တော်တို့ဘဝကိုတောက်ပအောင်လုပ်နိုင်ရမယ်ပြီးတော့မှကိုအိမ်တောင်ပြုတ်ကျင်ရင်လည်းပြုတ်လို့ရတယ်ပြုတ်လို့မရတာမဟုတ်ဘူးဒါပေမဲ့ကို့မှာသားသမီးရှိတဲ့အမျိုးသမီးတွေဆိုရင် နောက်အိမ်နောက်တစ်ခုကိုလွယ်လွယ်နဲ့မထူထောင်ပါနဲ့တစ်ခါမှနေနှစ်ခါမှနှစ်ခါမှနေသုံးခါမှဆိုရင်ကိုဘဝနစ်မြုပ်ရမယ်တချို့ကပြောကြတယ်အိမ်နောက်ကွဲပြီးတော့လေဟာဘာလို့လှုပ်ရှားလို့ဟိုလှုပ်ရှားမှမသိဘူးပေါ့နော်ရှာကြွေးမဲ့သူမရှိဘူးအိမ်နောက်ပြုမှပဲရမယ်အဲ့ဒါတွေကလွဲမှားတဲ့အတွေ့တွေပါကိုရဲ့ဘဝကိုကိုကိုတိုင်းထူထောင် ကိုရဲ့ဘဝကိုကိုကိုတိုင်း အကောင်းဆုံးအမြင့်ဆုံးနေရာရအောင်ကိုကိုတိုင်ကြိုးစားယောက်ျားလှုပ်ရှားကိုထိုင်စားမယ်ဆိုတဲ့အားကိုးခြင်းနဲ့စိတ်တစ်ခုနဲ့ယောက်ျားမယူပါနဲ့အဲ့ဒီလိုမိန်းကလေးတွေပဲထက်ခါထက်ခါနစ်နာပြီးထက်ခါထက်ခါပိုဆိုးသွားတဲ့လူတွေများတယ်တချို့ကလည်းကောင်းသွားတာပေါ့နော်ဒါမဲ့ကောင်းသွားတာနဲ့ဆိုးသွားတာနဲ့ရှင်းမယ်ဆိုရင် ပိုဆိုးသွားတာပဲရှိတယ်။ကျွန်တော်စိတ်လိုမျိုးပြောမယ်ဆိုရင်ဥပမာမြန်မာနိုင်ငံမှာအထည်ချုပ်လုပ်တယ်ပေါ့။အထည်ချုပ်ဆက်ယုံတဲ့ကလူအချင်းချင်းကိုယူဖို့အတွက်အစိတ်ကူးမရှိဘူး။ကျွန်တော်ဒီနောက်တစ်ဆင့်ကိုပဲတက်လှမ်းနိုင်ဖို့အတွက်ကိုယ့်ဘဝကိုဒီထက်မကမြင့်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ပဲရှင်သန်လာခဲ့တဲ့သူတယောက်ပေါ့နော်။ဒါကြောင့်မလို့အမျိုးသမီးတွေအိမ်တော်တစ်ခုကိုကွဲပြီးပြီဆိုရင်လွလွယ်နဲ့နောက်အိမ်တော်ကိုမပြူပါနဲ့ကိုကိုကိုထက်မြက်တဲ့သူတယောက်ဖြစ်အောင်အရင်ဆုံးစူးစမ်းပါလို့ကျွန်တော်လည်းစူးစမ်းနေတဲ့သူတယောက်ပါအရင်ကြီးတော့မတော်သေးပါဘူးရှင်နော်။ အခုဆိုလို့ရှိရင်လေလိုင်းပေါ်မှာအများစုကဟာအိမ်တောင်အပေါ်လင်ခိုးမှမရင်ငယ်မှဆိုပြီးဆဲနေကြတဲ့ခစ်ပေါ့နော်အဲ့တော့အခုဗီဒီယိုဖိုင်ရတော့မိန်းကလေးတွေကိုပြောမှာပေါ့နော်ယောက်ျားလေးတွေဝင်ပြောတော့နော်အဲ့တော့ကျွန်တော်နဲ့တော့အမြင်ချင်း တူချင်းပါတူလိမ့်မယ်အတန်လေးတော့တီးခတ်ပြီးတိတ်နေမကောင်းရာသီဥရောမိုးအရန်အေးနေတော့လေးသိရမလားပြောဖို့စိတ်ကူးလေးပေါ်လာလို့ထပြောတာအာကိုရဲ့အိမ်တော်ဘက်ကိုရဲ့ယောက်ျားပဲဖြစ်စေကိုနဲ့တွဲနေတဲ့တမီးကြီးစားပဲဖြစ်စေပေါ့နော် ကိုတယောက်လုံးရှိနေပါရဲ့နဲ့နောက်တယောက်ကိုချစ်သွားတယ်ကြိုက်သွားတယ်တွဲသွားတယ်ဆိုလို့ရှိရင်လေအာတစ်ကြိမ်တတိပေးမယ်နှစ်ကြိမ်တတိပေးမယ်သုံးကြိမ်တတိပေးမယ်သုံးကြိမ်တတိပေးလို့ तू ကဒီတိုင်းမှာဆက်လုံနေခဲ့မယ်ဆိုရင်ကျွန်တော်သာဆိုရင်ပေါ့နော်တခြားသူရဲ့စိတ်ကိုကျွန်တော်မပြောလိုက်ပြီးလဲရံမတွေ့ဘူးကောင်းမလေးကိုလည်းအရှက်မခွဲဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီယောက်ျားသာကိုကိုတကယ်ချစ်မယ်ဆိုရင်ကိုကိုရမှာနောက်တစ်ယောက်ဆိုတာပေါ်လာစရာအကြောင်းမရှိဘူး။ ူနောက်တစ်ယောက်ပေါ်လာတယ်ဆိုတော့ ਨੇ ကကို့ပေါ်မှာတကယ်သူတန်ဖိုးမထားလို့တကယ်အလေးနဲ့မထားလို့ဟာကိုနဲ့ပြန်တွေ့တဲ့ချိန်မင်းကိုအရင်ချစ်တာမင်းမမင်းပဲဟွန်းဟိုနောက်တစ်ယောက်မရင်ငယ်စီရောက်သွားတဲ့ချိန်ဟာမင်းမမင်းပဲအဲ့ဒါယောက်ျားဖားတယ်လို့ခေါ်တယ်မာယာများတဲ့ယောက်ျားတွေလှုပ်တယ်လှုပ်ရက်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဘယ် main ကလေးကိုမှအရှက်မခွဲဘူး main ကလေးချင်းကိုချင်းစားတယ်ဘယ် main ကလေးကမှယောက်ျားတစ်ယောက်ကိုပထမအဦးဆုံးအချိန်မှာ သွားပြီးတော့မှနေ့ကိုငါချစ်တဲ့ကြိုက်တယ်ဆိုပြီးလာပတ်သက်တဲ့ main ကလေးမရှိဘူးယောက်ျားလေးတွေရတာဒီ main ကလေးနောက်ကိုသွားပြီးချင်းကပ်ပြီးအတင်းတိုးကြတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ကတော့ဒီယောက်ျားလေးမကောင်းတာဖြစ်တဲ့အတွက်ဒီယောက်ျားလေးကိုပဲကျွန်တော်ကတော့လှုပ်ပေးလိုက်မှာဘိန်းတက်ပြီးတော့စိုက်နေပုံလေးတီးပြီးလက်ခုပ်လေးတီးပြီးတော့သွားဆိုပြီးတော့မှကျွန်တော်ကတော့လှုပ်ပေးလိုက်မှာကိုနဲ့မထိုက်တန်လို့ဒီလိုလောက်တဲ့လူကိုကိုအနားမှာပဲတော့ခါမှာဆွဲမထားဟိုတစ်ဖက်ကိုသွားပြီးအဆက်ပြေခွဲပြောဆိုပြက်အောင်လုပ်ပြီးတော့ဒီယောက်ျားကို ြန်ပြီးတော့ကျွန်တော်ကတွဲပြီးလက်ခံထားမှာမဟုတ်ကို့ပေါ်မှာတစ္ဆာမရှိတဲ့ယောက်ျားတစ်ယောက်ကိုဘယ်တော့မှလက်ကလိုက်မစွဲထားဘူးဘိန်းတက်ပြီးပဲကျွန်တော်ကလှုပ်ပေးမှာကျွန်တော်တို့တွေကလေအဲ့လိုမျိုးခံယူချက်ကိုမိန်းကလေးတိုင်းမှာရှိမယ်ဆိုရင်အခုလိုမျိုး line ပေါ်မှာတယောက်နဲ့တယောက်အဆက်ခွဲရဲဆိုတာပဲရှိပါမလဲနော်အမှန်တကယ်ဒါဥပဒေမကောင်းလို့နော်ဥပဒေဒါတကယ်ကောင်းနေဆိုလို့ရှင့်အဲ့အဆက်ခွဲခံရတဲ့ main ကလေးကတရားပြန်ဆွဲလို့ရတယ်တိလား